အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်။ဒီနေ့မှာကျမတို့အတူတကွာလေ့လာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့အဖအီအလိုကိုဆောင်းတော်သားဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ်။ မိခင်ဖခင်တွေကသားသမီးတွေကိုမွေးဖွားတဲ့အခါမှာပေါ့နော်ကလေးလေးတယောက်ကိုလိုချင်တယ်ဆိုပြီးတော့မှဒီလောက်နဲ့ပဲရည်ရွယ်ချက်လေးရပေါ့နော်ဒီလောက်နဲ့ပဲအာမွေးဖွားတာမျိုးမဟုတ်ဘူးပေါ့နော်ကလေးလိုချင်ရုံတတ်တတ်နဲ့မွေးဖွားတာမျိုးမဟုတ်ဘူးနော်ဆိုလိုတာကငါတို့သားသမီးရပြီဆိုပြီးတော့မှပေါ့နော်ဒီသားသမီးရတဲ့အဆင့်မှာပဲပျော်ပြီးတော့မှရက်သွားတာမျိုးမဟုတ်ဘူးနော်ဒီသားသမီးတွေအပေါ်မှာသူတို့ထားထားတဲ့ရည်မှန်းချက်တွေရှိတယ်နော်ဒီကလေးလေးကိုကြီးပြင်းလာတဲ့အထီပေါ့နော်ငါတို့သူ့ကိုဘယ်လိုမျိုးပြုစုပြောထားမလဲ လဲ။တော့သူဟာဘလို့လူမျိုးဖြစ်တဲ့အထီပေါ့နော်။ငါတို့သူ့ကိုဆွဲခေါ်မယ်ပုံသွင်းမယ်စသဖြင့်ပေါ့နော်။မိသားစုဘဝကိုတီထောင်ချင်တာမျိုးဖြစ်တယ်။ ဆိုတော့ငါတို့အသားသမီးတွေကြီးလာလို့ရှိရင်เนาะသူတို့ဘယ်လိုမျိုးပုံစံနဲ့ဖြစ်ရမလဲဟာလားအဖေတူလားအမေတူလားစသဖြင့်ပေါ့เนาะအဖေအမေထက်လည်းပိုပြီးတော့မှတာတဲ့အသားသမီးဖြစ်အောင်တချို့ဆိုလို့ရှိရင်လည်းငါသားငါသမီးကပညာတတ်ကြီးဖြစ်ရမယ်။ဒါတချို့ကြတော့လည်းငါသားငါသမီးကတကယ်ပဲပညာရက်တစ်ခုခုမှထူးချွန်ရမယ်။ဒါတချို့ကြတော့လည်းနိုင်ငံကျော်ရမယ်။တချို့ကြတော့လည်းကဘာကျော်ရမယ်။စသဖြင့်ပေါ့เนาะသူလှုပ်ဆောင်လေသမျှမှာငါတို့အကုန်လုံးပံ့ပိုးပေးမယ်ဆိုတဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေရှိတတ်ကြတာဖြစ်တယ်။เนาะဆိုတော့ အဲ့လိုမျိုးပုံစံနဲ့ပေါ့နော်သားသမီးတွေကိုမွေးဖွားတာဖြစ်တယ်။နော်ဒီတိုင်းပဲကလေးလိုချင်လို့မွေးလိုက်တာမျိုးအဲ့လိုမျိုးရည်ရွယ်ချက်သက်သက်မဟုတ်ဘူးပေါ့နော်။ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ဒီသားသမီးတွေကိုမွေးဖွားလာရခြင်းရဲ့နောက်မှာရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သဘောပေါက်ရမယ်။ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းကင်ဖခင်ကလည်းအဲ့လိုမျိုးပဲပေါ့နော်။ကျွန်တော်တို့နော်သူ့ရဲ့သားသမီးဖြစ်တဲ့ကျွန်တော်တို့ကိုနော်သူ့ရဲ့ ဒီပြောမယ်ဆိုရင်သာသမီအနေနဲ့ပေါ့နော်သူအတိမတ်ပြုတ်ပြီးတဲ့အခါမှာကျမတို့ကိုလည်း သူဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်တယ်။နောက်သဘောကတော့ကျမတို့တွေဝိညာဉ်ကသေဆုံးသွားပြီဖြစ်ပေမဲ့ယေရှုခရစ်တော်အားဖြင့်ဒုတိယအကြိမ်ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာတော့အဲ့လိုမျိုးကျမတို့ကိုအဲ့လိုမွေးဖွားလာတဲ့ဒီကလေးသူငယ်အဆင့်မှာပဲပေါ့နော်ဝိညာဉ်ရေးရာကလေးသူငယ်အဆင့်မှာပဲကျမတို့ကိုမရက်သွားစေခြင်းဘူး။နော်ဖခင်သားသမီးအနေနဲ့ကျမတို့မွေးဖွားလာပြီးဆိုလို့ရှိရင်အာကဲတင်ခြင်းရယုံအဆင့်လောက်မှာပဲရက်သွားတာမျိုးဟာနော်ကောင်းကင်ဖခင်ရဲ့အလိုဆန္ဒလုံးဝမဟုတ်ဘူး။နော်ဒါကြောင့်ကျမတို့ ီနေ့မှာပေါ့နော်ကောင်းကင်ဖခင်ကလည်းဒီလောကရဲ့မိခင်ဖခင်တွေလိုမျိုးပဲကျမတို့အပေါ်မှာအာထားထားတဲ့ပေါ့နော်အင်မတန်မှတိကျပြတ်သားတဲ့ရည်ရွယ်ချက်အကျဉ်းစီရှိတယ်ဆိုတဲ့အရာကိုကျမတို့သဘောပေါက်ရမယ်နော်ဆိုတော့ကျမတို့အပေါ်မှာသူထားထားတဲ့ရည်ရွယ်ချက်တွေကတယောက်နဲ့တယောက်တော့တူချင်မှတူလိမ့်မယ်ပေါ့နော်ဆိုလိုတာကလူတိုင်းကိုတော့တသက်မှတ်သေးနေပေါ့နော်သတ်မှတ်ထားတာမျိုးဟာဟုတ်ချင်မှဟုတ်လိမ့်မယ်ပေါ့နော်ဒါကြောင့်ကျမတို့မှာဖျားသခင်ကျမတို့အပေါ်မှာထားထားတဲ့ရည်ရွယ်ချက်ခေါ်ချင်းပန်းနိုင်လေကို စီရှိကြတယ်ဆိုတာကိုကျွန်တော်သဘောပေါက်ရမယ်။နော်အဲ့ဒီအတွက်ကျွန်တော်ကနော်ယုံကြည်သူဖြစ်လာပြီးနောက်ပိုင်းမှာနော်ပြောရရင်နော်ဒုတိယမွေးချင်းကိုခံပြီးနောက်ပိုင်းမှာကောင်းကင်အဖားရဲ့အလိုဆန္ဒနဲ့အညီကျွန်တော်တို့ဆက်ပြီးတော့မှအသက်ရှင်ဖို့လိုအပ်တယ်။နော်ကျွန်တော်တို့အတွက်သူရည်ရွယ်ထားတဲ့ခေါ်ခြင်းပန်းတုံးတိုင်းထိရောက်အောင်သွားဖို့ရန်အတွက်အရေးကြီးတယ်။နော်ဆိုတော့အဲ့လိုခေါ်ခြင်းပန်းတုံးတိုင်းထိရောက်အောင်သွားတဲ့အခါမှာရန်သူကတော့ကျွန်တော်တို့ကိုနော်ကျွန်တော်တို့ရည်ရွယ်ချက်မရောက်အောင်သူကလိုက်ပြီးတော့မှတိုက်ခိုက်မှာပဲ။ နော်လမ်းခူးလက်ကနေဖြတ်ပြီးတော့မှသူကတိုက်မှာပဲနော်ဒါသူ့အလုပ်ပဲလေနော်ဆိုတော့ကျမတို့ကအဲ့ဒါကိုတိပြီးတော့မှလုံးဝဇွဲမလျှော့ပဲနဲ့အဲ့ဒီခရီးဆုံးပန်းတုံးတိုင်းထိရောက်အောင်သွားနိုင်ဖို့ရန်အတွက်အရေးကြီးတယ်။နော်ဆိုတော့အဲ့လိုမျိုးခရီးဆုံးပန်းတုံးနိုင်ထိသွားနိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ရဲ့ကောင်းကင်ဖခင်ကကျမတို့ကိုအာမင်းဒီတိုင်းပဲသွားဆိုပြီးတော့အာဒီတိုင်းမလွတ်ထားဘူးပေါ့နော်။ကျမတို့ကိုခရီးဆုံးပန်းတုံးနိုင်ထိရောက်ဖို့ရန်အတွက်ကုမပေးဖို့တန်ရှင်သောဝိညာဉ်တော်ဘုရားကိုဆီလွတ်ပေးထားတယ်။နော်သူ့ရဲ့ကို ိုစားပေါ့နော်ဆေးလွတ်ပေးထားတယ်။တော့တခြားဒီနေ့မှာကျမတို့ကကောင်းကင်ဖခင်ရဲ့အလိုဆန္ဒကိုအကောင့်ထဲဖော်နိုင်ဖို့ဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ကူမခြင်းကိုကျမတို့လိုအပ်တာဖြစ်တယ်။တော့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ကူမခြင်းအားဖြင့်သာလေကျမတို့ကကျမတို့အတွက်ထားထားတဲ့ခရီးဆုံးပန်းတုံးတိုင်းထိရောက်အောင်သွားနိုင်မှာဖြစ်တယ်။တော့ဆိုတော့ဒီလောကရဲ့မိဘတွေပေါ့နော်သူတို့ရဲ့အလိုဆန္ဒသူတို့ဖြစ်ချင်တဲ့ဆန္ဒကိုကျမတို့သိပြီးဆိုလို့ရှိရင်သူတို့ကျမတို့ကိုပေါ့နော်အာ လမ်းညွန်တဲ့အတိုင်းเนาะကျမတို့တစ်ခုပြီးတစ်ခုခြေလှမ်းသွားရုံပဲဖြစ်တယ်ဗောနော်ဥမာထားပါတော့ငါသမီးရေမင်းကိုရောငါကဆရာဝန်ကြီးဖြစ်စေချင်လိုက်တာငါသားရေမင်းကိုရောငါကအင်ဂျင်နီယာကြီးဖြစ်စေချင်လိုက်တာစသဖြင့်ဗောနော်မိဘတွေကငယ်စဉ်ကတည်းကသူတို့ဖြစ်ချင်တဲ့ပုံစံသူတို့ရဲ့ရည်မှန်ချက်တွေကိုကျမတို့ကို ပြောပြကောင်ပြောပြလိမ့်မယ်ဗောနော်အဲ့ဒီအခါမှာကျမတို့ကအဲ့လိုမျိုးပုံစံမရောက်ရောက်အောင်သွားနိုင်ဖို့မိဘတွေကကျမတို့ပံ့ပိုးပေးလိမ့်မယ် နော်ဥမာကျွန်တော်တို့ကြောင်းကောင်းကောင်းထားပေးမယ်။အကျူရှင်တွေလည်းကောင်းကောင်းတတ်နိုင်ဖို့လုပ်ပေးလိမ့်မယ်။နော်စာတော်ပြီးပညာကြိုးစားပြီးတော့မှနော်ဒီအမှတ်ကောင်းကောင်းနဲ့ပေါ့နော်မြန်မာပြည်မှာဆိုအမှတ်ကောင်းမှဒီတက္ကသိုလ်တွေတက်လို့ရတာဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်သူတို့ထိန်းချောင်းပေးလိမ့်မယ်။နော်သူတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှနော်ပြောရမယ်ဆိုလို့ရှင်ပညာရေးအတွက်ဟလာလုံးဝဘာမှပူစရာမလိုအောင်ထောက်ပံ့တာမျိုးတွေပေါ့နော်လိုအပ်တဲ့လက်နက်တွေအားလုံးကိုတက်ဆင်ပေးမှဖြစ်တယ်။နော်ဆိုတော့ကျမတို့တွေကကလေးတွေကမိဘရဲ့ဒီညွှန်ကြားချက် တိုင်းကျမတို့ကတလှမ်းမိတလှမ်းအာဆက်သွားယုံမယ်ပေါ့နော်အာဆိုတော့ကျူရှင်တက်ဖို့ပူစရာမလိုဘူးဟာလာចောင်းတက်ဖို့ပူစရာမလိုဘူးတော့ကျမတို့အတွက်လိုအပ်တဲ့ နော်နီလန်ပေါင်းစုံနဲ့မိဘတွေကထောက်ပံ့ပေးတဲ့အခါမှာကျမတို့ကအဲ့ဒီလမ်းကြောင်းအတိုင်းတဆင့်ပြီးတဆင့်လိုက်သွားရုံပဲဖြစ်တယ်။အဓိကကတော့ကျမတို့ကိုယ်တိုင်ကစ조사ဖို့တော့လိုတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးနဲ့ရဖြည်းဖြည်းနဲ့ကျမတို့တွေဟာလာဒီရွေချက်ပန်းနိုင်နေရောက်လာကြမယ်၊ပွဲရလာမယ်၊အလုပ်လေးလုပ်ကြမယ်။နော်ဆိုတော့အဲ့ဒီနောက်မှာမှနော်ကိုချရာပေါ်ကိုရက်ပြီးတော့မှအောင်မြင်မှုတွေရလာကြမယ်ပေါ့နော်။ဆိုတော့သူ့လမ်းနဲ့သူ့ပေါ့နော်။ဆိုတော့အဲ့လိုမျိုးပုံစံကအာပြောမယ်ဆိုရင်ကျမတို့မြင်နေကြပဲဖြစ်တယ်။ဆိုတော့အဲ့လိုမျိုးပဲမိဘတွေကသာသမီ ီးတွေကိုအဲ့လိုမျိုးရီမန်းချက်ပန်းတိုင်းအထိရောက်အောင်ကူမပေးတယ်လို့မျိုးပဲကျမတို့ရဲ့ကောင်းငင်ဖခင်ကလည်းသူ့ရဲ့အလိုတော်ကိုဆောင်တဲ့သားသမီးတွေဖြစ်ဖို့ဆိုလို့ရှိရင်အရင်ဦးစွာပေါ့နော်သူ့ရဲ့အလိုဆန္ဒကိုကျမတို့ကိုပေးပြီးတော့မှသိတယ်။နော်ငါသားငါသမီးငါကတော့မင်းကိုဒီလိုမျိုးဖြစ်စေချင်တယ်စသဖြင့်ပေါ့နော်။ ဘုရားသခင်ကကျမတို့ကိုသူ့ရဲ့အလိုဆန္ဒကိုပေးတည်တယ်။ဆိုတော့ကျမတို့ကအရင်ဦးဆုံးပေါ့နော်ဘုရားရဲ့အလိုဆန္ဒကိုသိအောင်ရင်လုံရမယ်။နော်ဘုရားသခင်ကငါ့ကိုဘာဖြစ်စေချင်တာလဲပေါ့နော်အဲ့ဒါကိုအရင်သိအောင်လုပ်ရမယ်။ပြီးတဲ့အခါကျတော့အဲ့ဒီအာသွားရမယ်ပန်းတုံးတိုင်းထိရောက်အောင်သွားရမှာဖြစ်တယ်။နော်ဆိုလိုချင်တာကဥပမာကျမတို့အာတယောက်နဲ့တယောက်ပေးထားတဲ့စွမ်းရည်တွေမတူဘူး။တချို့ကကျတော့ worship leader လောက်တာမျိုးပဲပေါ့နော်။အာတချို့ကကျတော့သင်အုပ်ဆရာရဲ့ခေါ်ခြင်း၊တချို့ကကျတော့သာသနာပြုဆိုင်ရာခေါ်ခြင်းပေါ့နော်။စသဖြင့်ပေါ့အဲ့လိုမျိုးတယောက်နဲ့ တယောက်လူချင်းမတူပါလိမ့်မယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ကျမတို့ကိုကောင်းကင်ဖခင်ကသူကိုယ်တိုင်းတဆင့်မီတဆင့်ဆွဲခေါ်သွားမှာဖြစ်တယ်လမ်းညွှန်ပေးသွားမှာဖြစ်တယ် ဆိုတော့အဲ့ဒီအခါမှာသူကိုယ်တိုင်ရဲ့ပုံသွင်းပြုပြင်ခြင်းတွေကိုလည်းကျွန်တော်တို့ခံရလိမ့်မယ်။နောက်အဲ့ဒီအခါမှာကျွန်တော်တို့ပြင်ဆင်ထားရမှာကအဲ့လိုပုံသွင်းပြုပြင်ခြင်းကိုခံရတဲ့အခါမှာနာကျင်ရမယ့်အရာတွေရှိကောင်းရှိလိမ့်မယ်။နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလောကသားအပြစ်သားဟာပေါ့နော်။လောကကိုပဲပို့ပြီးတော့မှတတ်မှတ်တယ်ခုံမင်းတယ်။နော်ကောင်းကင်ရဲ့အရာကိုမဆွဲလန်းဘူး။နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီလောကကိုတတ်မှတ်တဲ့အရာတွေကိုဘုရားသခင်ကကျွန်တော်တို့ကိုချိုးဖဲ့တဲ့အခါမှာကျွန်တော်တို့အတွက်နာကျင်ကောင်းနာကျင်ရလိမ့်မယ်။ ယ်။နော်ဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီနာခံတဲ့နှလုံးသားရှိဖို့ပဲအရေးကြီးတာဖြစ်တယ်။ တကယ်လို့နာခံတဲ့နှလုံးသားရှိမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီနာကျင်ခြင်းတွေဟာဘာမှမဟုတ်တော့ဘူးเนาะဆိုတော့နာခံတဲ့လူအပေါ်မှာကောင်းကင်ဖခင်ရဲ့ကောင်းကြီးတွေကဆီဆင်းလာတာဖြစ်တယ်။တော့ကျမတို့ရဲ့မလုံနိုင်ခြင်းမနာခံနိုင်ခြင်းအရာမှာဝိညာဉ်တော်ဘုရားကကူမပေးมาဖြစ်တယ်။เนาะဆိုတော့သခင်ယေရှုဘုရားကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဥပမာလေးတစ်ခုကိုပြောပြီးတော့မှသွန်သင်ပေးထားတာရှိပါတယ်။เนาะတခါတော့အဖေကသားကြီးစီကိုသွားပြီးတော့ပေါ့နော်သူရဲ့ဥယျာဉ်မှာเนาะစပြည့်ဥယျာဉ်မှာအလုတ်သွားလို့ဖို့เนาะသွားကြည့်ပေးဖို့ ားကိုသွားပြီးတော့မှခိုင်းတဲ့အခါမှာသားကဘာပြောလဲဆိုတော့အာမသွားခြင်းဘူးမလုပ်ဘူးမအားဘူးပေါ့နော်သူညင်းတယ်ဒါပေမဲ့သူကနောက်မှနောင်လာရပြီးတော့မှအဖေခိုင်းတာကိုသွားလုပ်ခဲ့တယ်နော်ဒါအဲ့လိုပဲဖခင်ကသားငယ်စီကိုလည်းသွားတယ်ပေါ့နော်သားရေးပေါ့နော်အဖေရဲ့စပီးဥယျာဉ်ကိုသွားချိပေးပါလားလို့ပြောတဲ့အခါမှာဒီသားကကြတော့သွားချိပါမယ်တဲ့ဟုတ်ကဲ့ပါအဖေဆိုပြီးတော့မှသူကမသွားပဲနဲ့နေတယ်တဲ့နော်ဆိုတော့ဒီဥပမာထဲမှာဘသူကအဖေရဲ့စကားကိုနာခံတာလဲအဖေရဲ့အလိုကိုဆောင်ရွက်တဲ့သားဖြစ်တာလဲဆိုရင် ယ်။ဒါအကြီးကအဖေရဲ့အလူကိုဆောင်ရွက်တာဖြစ်တယ်။ဘာကြောင့်မို့လို့လဲဆိုရင်သူကအရင်ဆုံးတော့ပေါ့နော်ဒီအဖေရဲ့စကားကိုနားမထောင်ပေမဲ့နောက်မှနောင်နာရပြီးတော့မှသွားတယ်။နော်ပြောချင်တာကတကယ်လက်တွေ့လှုပ်ဆောင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါကအဓိကချက်ဖြစ်တယ်ပေါ့နော်။ဆိုတော့ဆန့်ကျင်ဘက်အနေနဲ့နော်တောင်းငယ်ကကြတော့ဟုတ်ကဲ့သွားပါမယ်လို့ပြောပေမဲ့လက်တွေ့မှာသူမလုပ်ခဲ့ဘူး။နော်အဲ့ဒီအတွေ့အကြုံမို့လို့ပထမတော့ငင်းဆန်တယ်လို့ဖြစ်ပေမဲ့ခေါင်းမှပေမဲ့နောက်မှနောင်နာရပြီးလှုပ်တဲ့သားဟာအဖရဲ့အလို ကိုဆောင်တဲ့သားဖြစ်တယ်။ရောက်ဒီနေ့မှလည်းကျမတို့ကိုပေါ့နော်ဘုရားသခင်ကဘာကိုလိုချင်နေရလဲဆိုလို့ရှင် ပထမတော့ညင်းဆန်ကောင်းညင်းဆန်မယ်စိုးကောင်းစိုးမယ်เนาะဘုရားရဲ့ပြောရရင် ကောင်းကင်ဖခင်ရဲ့အလိုဆန္ဒကိုမလိုက်တဲ့သားသမီးတွေဖြစ်ကောင်းဖြစ်ခဲ့မယ်။ဒါပေမဲ့ကျမတို့ကနောက်မှနောင်နာရပြီးတော့မှလက်တွေလှုပ်ဆောင်မယ်လိုက်ရှောင်းမယ်เนาะအဖဘုရားရဲ့စကားကိုကျမတို့နားထောင်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကအဲ့ဒီအရာကိုနှစ်သက်တာဖြစ်တယ်။ဒါကြောင့်မို့လို့ကျမတို့တွေပေါ့နော်နာခံခြင်းရှိဖို့ကအရေးကြီးတာဖြစ်တယ်။ တော့စစ်မှန်တဲ့နောင်နာနဲ့ဒီကောင်းကင်အဖပြောတဲ့စကားကိုကျွန်တော်တို့နားထောင်ပြီးတော့မှအဖရဲ့အလိုကိုဆောင်းတော်သားသမီးတွေအနေနဲ့ကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်တယ်။နော်ဆိုတော့အာကျွန်တော်တို့ကနော်အာဖခင်ရဲ့စကားကိုနားထောင်တယ်လို့လို့နဲ့ပေါ့နော်ဟုတ်ကဲ့ပါပေါ့နော်အာငါအခုဒီနေ့စာပြီးပြုပြင်မယ်ဆိုပြီးတော့အာစိတ်ထဲကပဲဖြစ်ပြီးတော့တကယ်လက်တွေ့ကမလုံနိုင်ဘူးပေါ့နော်လက်တွေ့သူပြောတဲ့စကားတွေကိုကျွန်တော်တို့မလိုက်နာဘူးဆိုလို့ရှိရင်နော်အဖရဲ့အလိုကိုဆောင်းတဲ့သားသမီးဖြစ်မှာမဟုတ်ဘူး။ရောက်ဒီနေ့မှာ ကျမတို့တွေအဖရဲ့အလို့ကိုဆောင်တဲ့သားသမီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့သူပြောထားတဲ့စကားတွေကိုကျမတို့နားထောင်ရမယ်။တော့သဘောကတော့ဘုရားသခင်ကျမတို့ကိုပေးထားတဲ့ပြည့်ညတ်တော်တွေကိုကျမတို့ဆောင်ထင်းရမယ်၊လိုက်နာရမယ်။တော့အဲ့လိုမျိုးလိုက်နာနိုင်ဖို့ရန်အတွက်လည်းဝိညာဉ်တော်ဘုရားကကျမတို့ကိုကူမပေးမှဖြစ်တယ်။ဒါကြောင့်ပေါ့နော်အဖရဲ့အလို့ကိုဆောင်တဲ့သားဖြစ်ဖို့ကောင်းငင်ဖခင်စီကိုကျမတို့စစ်မှန်တဲ့နောင်လာနဲ့တိုးဝင်ပြီးတော့သူဆုံးမထားတဲ့သူသွန်သင်ထားတဲ့ဒီစကားတွေတော့ပြောရင်သူ့ရဲ့ပြည့်ညတ်တော်တွေကိုချစ်တဲ့စိတ်နဲ့ ဲ့နာခံလိုက်ရှောက်ရမှာဖြစ်ပါတယ်ဆိုတာကိုဒီနေ့မှအနေငယ်အားပေးတိုက်တွန်းလိုက်ရပါတယ်အတူတကွာဆူတောင်းရအောင် ဖဖျားခင်ကိုရောရဲ့အလိုတော်ကိုမနာခံမဲနဲ့ညှဉ်းဆန်မိခဲ့တဲ့အချိန်များအတွက်နောင်နာရပါတယ်။ဒီနေ့မှအမှန်တကယ်နောင်နာရပြီးတော့မှကိုရောဖျားလှုပ်ခိုင်းထားသောအရာများကိုကျွန်ုပ်စူးစမ်း၍လှုပ်ဆောင်ပါမယ်။ကျွန်ုပ်မနာခံခဲ့မိသောအချိန်များအတွက်ကျွန်ုပ်ဝင်ချတောင်းပန်ပါရယ်ဝိညာဉ်တော်ဘုရားကျွန်ုပ်ကိုကူမတော်မူပါကောင်းကင်ဖခင်ရဲ့အလိုဆန္ဒကိုပေါ်ဆောင်နိုင်သောသာသမီဖြစ်လိုပါရယ်ကျွန်ုပ်အထဲရက်ကနေမတက်နိုင်ခြင်းအရာမှာဝိညာဉ်တော်ဘုရားကျွန်ုပ်ကိုကူမပါမိအကြောင်းလက်တော်ထဲမှာစက္ကန့်အနန္တနဲ့ကျွန်ုပ်သည်တကယ်ပဲဒီ ီနေ့မှာအဖားရဲ့ရည်ရွယ်ချက်အဖားသည်ကျွန်ုပ်ပေါ်မှာထားထားသောခေါ်ခြင်းပန်းတော့နိုင်သည့်ရောက်အောင်သွားနိုင်သောသူဖြစ်စေပါမိအကြောင်းဆုံးဖြတ်ချက်ချပါရယ်ကျွန်ုပ်ကိုဆွဲခေါ်သွန်သင်လမ်းပြတော်မူပါဝိညာဉ်တော်ဖျားကိုရောကိုလိုအပ်ပါရယ်ကိုရောမပါဘဲနဲ့ကျွန်ုပ်ခရီးဆုံးပန်းတော့နိုင်သည့်ရောက်အောင်မသွားနိုင်မှုဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်ုပ်ရဲ့အတွေးခေါ်ခြင်းစီပြုမှုအားလုံးကိုစိတ်ဝိညာဉ်သုံးပါးလုံးကိုလက်တော်ထဲမှာစကန်အနေနဲ့ကျွန်ုပ်ကိုဆွဲခေါ်သွန်သင်လမ်းပြပါမိအကြောင်းယေရှုဖျားနာမောင်မိပြု၍ဆုတောင်းစကပ်ပါ၏အာမင်